ားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာကောင်းမွန်လာတဲ့ကံလန်းနဲ့လက်လယ်ကဇေဒီပုံတွီးကံတို့ပေါင်းဆက်ရမှာဖြစ်ပေါ်လာတဲ့ကံတရားအကြောင်းလေးကိုမျှဝေပြလိုပါတယ်ပုံမှာပြထားတဲ့လက်ဝါပြင်ကလက်ရည်စာကြမ်းရှာရှာဖြစ်တာမို့စိန်ကြတတ်တဲ့တဘာဝတော့မရှိပါဘူးအဓိကကံလန်းကတော့အတော်ကောင်းပါတယ်ဒုဗိမဲ့လည်းသူ့ရဲ့လက်ရည်စာကြောင့်ထိတ်တန့်ဘဝမျိုးအထီးတော့မရနိုင်ပါဘူးဇေဒီကိုလက်လယ်မှာတွေ့ရတယ်လို့လက်တံအောက်မှာလည်းရင်းဖြောင်း လက်သကျွေအောက်မှာလည်းငင်းဖြောက်တို့ပါရှိနေပါတယ်။ဒါကြောင့်သူတို့ကစေဝါပညာရေးဝန်တန်းစတဲ့အလုပ်တွေမှာနာမည်ကောင်းရပါမယ်။ဇီရီမတ်သားဇီရီမတ်သားဆိုတာတွီးကံလို့မဟုတ်ပါဘူး။အလေတက်တဲ့မှာအထက်ကိုတက်နေတဲ့လမ်းကြောင်းပါရပါမယ်။ဒေါက်တာမင်းများဟာဇီရီနဲ့တွီးကံကိုမာတက်ကြပါတယ်။လောက်ဝါပြအလေမှာဇီရီပုံတွီးကံရှိခဲ့မယ်ဆိုရင်မင်္ဂလာချမ်းရလို့ခေါ်ပါရယ်။ချမ်းသာခြင်းကိုပေးစွမ်းနိုင်ပါတယ်။သဘာဝကံကောင်းမှုသူဖြစ်ပါတယ်။သာသနာပြုရတတ်ပါတယ်။ ပုံမှာပြထားတဲ့ဈေးဒီကတော့ကံလန်းပေါ်မှာအခြေပြုပြီးပါရှိတဲ့အတွက်ကြောင့်ဒူးသူဟာစည်းစိမ်ချမ်းသာနဲ့ပြည့်စုံသူဖြစ်ပါတယ်။ကုံရောင်းကုံဝင်နဲ့အကျိုးထူးပါလိမ့်မယ်။နောက်တစ်ခုကတော့ကံလန်းဟာတွီးကံအတွင်းကနေစတင်သူဖြစ်ပါတယ်။ဒီလိုမှသားကတော့အင်မတန်ထူးပါတယ်။ရှားလည်းရှားပါတယ်။အပြင်မှာတော့မမြင်ဘူးပါဘူး။ကံလန်းဟာတွီးကံအတွင်းကနေစတင်မယ်။ကံလန်းပေါ်မှာလည်းချက်ချီခတ်ရှိခဲ့မယ်ဆိုရင်တော့လက်ပိုင်ရှင်ဟာဘာသာတရားကိုင်းဆိုင်ပါမယ်။ သူသာလူရှိခဲ့မှဆိုရင်မောပညာနဲ့မြင့်လက်ပညာကိုထူးချွန်စွာနဲ့သင်နိုင်ပါလိမ့်မယ်။နောက်ဆုံးအခုကတော့လက်ဝါပြန်လဲသူကံနေရာအတွင်းမှာကြက်ခြေတစ်ခုရှိနေပါတယ်။အဲ့ဒီကြက်ခြေကလည်းဉာဏ်ပညာလမ်းကြောင်းကိုထိနေမှဆိုရင်သူကအခြေကိစ္စတွေနဲ့ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာသူတပါးရဲ့လွမ်းမိုးဩဇာပေးမှုကိုခံယူရမဲ့သူပဲဖြစ်ပါတယ်။အကယ်၍အဲ့ဒီကြက်ခြေကကံကြမ္မာလမ်းကြောင်းနဲ့အောင်ရေးလမ်းကြောင်းတို့ကိုမတိခဲ့ဘူးဆိုရင် ဩဇာပီးခံရပေမဲ့လည်းကောင်းမှုမှုကိုဖြစ်စေပါလိမ့်မယ်။နောက်ထပ်လက္ခဏာတစ်ခုကတော့ပုဂ္ဂိုလ်ကံကောင်းသူရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူရဲ့လက်ဝါးပြင်ကိုကြည့်လိုက်ပါ။လက်တံအောက်ဘုတ်တခုဂျူခုံလက္ခဏာအပြင်ဘက်ကတမင်းလာဂျူခုံတို့ကပုံမှန်ပြထားသလိုမျိုးဖောင်းမှုနေမယ်ဆိုရင်ကုသိုလ်ကံကောင်းသူဖြစ်စေပါတယ်။ဘာဒုက္ခပေးမှမတွေ့ရသလိုမျိုးကံကောင်းတာပါ။ကံကောင်းတယ်လို့ဆိုတဲ့စကားကချမ်းသာတိုင်းလည်းမဟုတ်ပါဘူး။စင်ရဲတိုင်းလည်းမရတာလည်းမဟုတ်ပါဘူး။ကံကောင်းလိုက်တာလို့သူများကရေရွတ်အားကြတာကိုခံရမယ်။ အုပ်ပုပ်ကြပြီးနေတော့အသက်ရှင်လျက်ထွက်လာရင်လည်းကံကောင်းတယ်လို့ပြောလို့ရပါတယ်။သာသမီချင်းရှင်သူ့သာသမီလေးကလိန်မာကြတာသူကံကောင်းတာပေါ့ဒီလိုဆိုလိုပါတယ်။သူများကပင်ပန်းနေချိန်ငွေရှာရခတ်နေချိန်မှာမပင်မပန်းနေရပြီးတော့ငွေမမှန်ဝင်နေတာကလည်းကံကောင်းတာပါပဲ။သူများအိမ်တော်ဘက်ကနှိပ်စက်နေချိန်မှာသူ့ရဲ့အိမ်တော်ဘက်ကယူရနေတာခံရရင်လည်းကံကောင်းတာလို့လူတွေပြောကြမှာပါ။စားကျင်လိုက်တာလို့ရွတ်တိုင်းစားဖို့ကြုံလာတာကလည်းကံကောင်းတာပါပဲ။ ကုသိုလ်ကံကောင်းတဲ့သူကတော့အကြောင်းမျိုးမျိုးမှကံကောင်းတတ်တာကတော့အမှန်ပါပဲပြောရရင်တော့စိတ်ဆင်းရဲစရာမရှိတာကကုသိုလ်ကံကောင်းဤထဲမှာအမြင့်ဆုံးဖြစ်ပါတယ်အခုလိုအမှတ်သားပါပြီးလက်ကအဖြတ်လန်းကင်းရင်စိတ်ညစ်စရာမရှိကံကောင်းဆုံးလူသာဖြစ်နိုင်ပါပြီနောက်တစ်ခုကတော့ပြပထွက်လို့ကောင်းပါသလားအခုမေကွန်ကလူကြိုက်များပြီးတော့အမေးများပါတယ်အခုပုံမှန်ပြထားတဲ့လက္ခဏာကတော့နိုင်ငံရရောက်ပြီးစီးပွားရေးတိုးတက်နေပါတယ်အသက်လန်းကနေခွဲစင်းတဲ့နိုင်ငံသားလန်းလည်းရှိသလိုအသက်လန်းကအတက်တွေကလည်းအထက်ကိုတက်ပြနေပါတယ် ဒီလိုမှတ်သားပါရင်ကောင်းပါလေစီးပွားစုမိမယ်သူ့ရဲ့ဦးစားတာမှာလည်းတွီးကန်ရှိနေတဲ့အတွက်ကြောင့်လူနိုင်တန်းနိုင်တဲ့ပုံကိုဖြစ်လာမယ်အိုကန်အေးချမ်းကောင်းမှမယ်သူ့ရဲ့အောင်မြေလမ်းကလည်းအထက်နာကြကြမှာတည်ရှိပြီးခရင်ကွာပုံပါပါသေးတယ်ဒါကြောင့်သူဟာအသက်ကြီးလာရင်အေးဆေးတည်ငြိမ်စွာနေရမယ်ပြည်စုံတဲ့ဘဝကို ရမယ်နောက်တစ်ခုကတော့အသက်လမ်းကြောင်းဟာတောက်ကြယူခုံကိုဝိုက်ပြီးတော့အတွင်းထဲမှာအဆုံးတတ်နေခြင်းပဲဖြစ်ပါတယ် အဲ့ဒီထွက်ပေါ်လာတဲ့အသက်လမ်းကြောင်းဟာလည်းလက်ကလေးလက်ချောင်းကိုမကျော်လွန်မနဲ့ထွက်ပေါ်လာခဲ့မယ်ဆိုရင်လက္ခဏာရှင်ဟာမိမိရဲ့မိသားစုမိမိရဲ့မွေးရမြေမိမိတို့ရဲ့ရိုးရအယူအဆတွေနဲ့ရိုးရထွက်ပစ္စည်းတွေကိုအလွန်အင်မတန်မျက်နှာတကြပါတယ်။ကိုယ့်ရဲ့မွေးရမြေမှာပဲနေကိုယ့်ရဲ့မွေးရမြေမှာပဲအခြေချနေထိုင်လောက်ကင်စားတော့ရင်နဲ့ကိုယ့်ရဲ့ကိုယ့်ရွာမှာပဲခေါင်းချတည်ဆုံးကြမဲ့သူတွေဖြစ်ပါတယ်။ရေကြီးရမျက်နှာရရှာဆိုတဲ့စကားကသူတို့အတွက်နားခားစရာဖြစ်တတ်ပြီးတရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့စကားကလည်း တို့အတွက်ရန်စကားတွေပဲဖြစ်ပါလိမ့်မယ်။ပုံမှန်ပြထားတဲ့လက္ခဏာကတော့ Y နဲ့ N လျက်ပူးတွဲပါရှိနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။အလွန်ကောင်းတဲ့အမှတ်အသားဖြစ်ပါတယ်။လက်ကလေးအောက်မှာတန်လျက်အပြင် Y ပုံစံအမှတ်အသားပူးတွဲပါဝင်နေမယ်ဆိုရင်လက္ခဏာရှင်ဟာအင်မတန်ထက်မြက်တဲ့အောင်မြင်မှုနဲ့အတူနာမည်ကျော်ကြားခြင်းကိုပါရရှိနိုင်ပါလိမ့်မယ်။နောက်တစ်ခုကတော့ညံလန်းကြောင်းတိုင်းတာနည်းပဲဖြစ်ပါတယ်။ တင့်ဦးကောင်းလန်းကျောင်းကပြဿနာကဘယ်ချိန်မှာဖြစ်လာမလဲဆိုတာကိုဒီနီလန်းလေးနဲ့တိုင်းတာနိုင်ပါတယ်။ပုံမှာပြထားသလိုမျိုးတင့်ရဲ့လက်ဝါးပြင်ကိုစိတ်မှန်နဲ့ကြည့်ပါ။ပြီးရင်လက်ကို အလျားလိုက်မြင်စွဲကြည့်လိုက်ပါ။လက်ညိုအောက်ကိုချောင်းနဲ့လက်ကလေးနဲ့လက်တကြွအကြားကို35နှစ်မှတ်ပါ။ချောင်းနှင်းကနေ35နှစ်အကြားကို၄ဘိုင်းအညီပိုင်းပါ။ပထမဘိုင်းက14နှစ်ဒုတိယဘိုင်းက22နှစ်တတိယဘိုင်းက28နှစ် ်စတုထပိုင်းက35နှစ်ယူရပါမယ်။အဲ့ဒီလိုပဲကြံတဲ့အပိုင်းကိုလည်းတပိုင်းကို9နှစ်စီစိတ်ယူရပါမယ်။ဒါဆိုရင်တင်းရဦးကောင်းလန်းကပြဿနာဘယ်အချိန်ဖြစ်မလဲဆိုတာကိုတီးခွင့်ရရှိနိုင်မှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ပညာရပေါ်ယူတွတ်တဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒီစကလုံးလေးကစမ်းပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ကိုကြည့်ပါ။ကျမ်းမာရေးလမ်းကအသက်လမ်းအောက်နာကနေစနေပါတယ်။ သူကအထက်ကိုစက်မတက်ပဲညံလမ်းမှာအခွားဖြစ်ပြီးသူရိကံပုံစံထောင်းနေပါတယ်။ဒါဆိုရင်သူဟာသူသိလို့ရဲ့ပညာကိုအယူအမူဖြစ်နေတတ်ပါတယ်။ဒါမှမဟုတ်ရင်လည်းတကူအာနာလူဝက်ပညာတွေဘေဒင်လက္ခဏာပညာတွေစသဖြင့်အယံမမောလူလာတတ်ပါတယ်။လူရာထပိုပြီးမမောနေမယ်ဆိုရင်သူရဲ့စိတ်အခြေအနေကမကောင်းနိုင်တော့ပဲကျမ်းမာကြီးထိခိုက်တတ်ပါတယ်။ဒိမ့်သိမ့်နိုင်စွမ်းရှိတဲ့ညံလန်းနဲ့လက်မသာအာကောင်းမယ်ဆိုရင်တော့သူဟာ အင်မတန်ထက်မြတ်သူဖြစ်လာပါလိမ့်မယ်။ပုံမှာပြထားတဲ့လက္ခဏာကတော့အသက်40ကျော်အရွယ်အမျိုးသားတဦးရဲ့လက္ခဏာဖြစ်ပါတယ်။သူ့ရဲ့ငယ်ဘဝကမြင့်တုံနှိတ်တုံနဲ့သူ့ဘဝကိုသူစူးစမ်းခဲ့ရပါတယ်။မိဘမပြိုးထောင်တဲ့ဗန်းတပွင့်ဖြစ်ပါတယ်။သူ့ဘဝရည်တည်ဖို့အတွက် သူအတော်ခက်ခဲစွာနဲ့ပြသန်းရပါတယ်။စာဝုန်နေရေးကိုမပူရဘူးဆိုပေမဲ့လည်းအတော်ခက်ခဲခဲ့ဘူးပါတယ်။သူ့ရဲ့အသက်လမ်းညံလမ်းနှလုံးလမ်း ကန်လန်းက amzain ကသူ့ကိုကယ်တင်ခဲ့ခြင်းဖြစ်ပါတယ်သူ့ရဲ့နှလုံးသားအဖျားမှာလဲ v ပုံစံလေးကစနေတဲ့အတွက်ကြောင့်သူ့ကိုလူချစ်လူခင်ပေါများစေပါတယ်သူ့ရဲ့စိတ်ရင်းကအရန်နူးညံ့ပါတယ်ဘသူတွေပါပြောပြောစိတ်မဆိုးတတ်ပါဘူးမှတ်လည်းမထားတတ်ပါဘူးခွင်လွတ်တတ်တဲ့သူဖြစ်ပါတယ်စိတ်ထင်ရလဲမဆိုင်တတ်သူဖြစ်ပါတယ်သူ့ရဲ့လက်အသားရည်ကတင်းပါတယ်လမ်းကြောင်းတွေလည်းထူပါတယ်ဒါကတော့လှုပ်ရှားပင်ပန်းရတတ်တဲ့အသွင်မျိုးဖြစ်ပါတယ် ူက MGO ဝန်ထမ်းတယောက်ဖြစ်ပါတယ်။သူရဲ့လက်သားမှလည်းမြင်းတိုတစ်ခုတည်ရှိနေပါတယ်။ဒါကတော့ဝင်ငွေကောင်းတဲ့အလုပ်ကံတွေရရှိစေတတ်ပါတယ်။သူရဲ့ကံလန်းချောင်းကလည်းမပြတ်မတောက်တည်ရှိနေပါတယ်။ကံလန်းချောင်းမပြတ်မတောက်တည်ရှိနေတာကတော့သူရတဲ့အလုပ်ကငြိမ်သက်အေးချမ်းနေခြင်းကို ပြပါတယ်။နောက်တစ်ခုကတော့2010ကမယ်လိုဒီဝေါ်ဆူးရှင်ရဲ့လက္ခဏာပဲဖြစ်ပါတယ်။သူ့တခြင်းတချို့ထွက်ပေါ်ပါတယ်။ ူရဲ့လက်ဝါးပြင်မှာဂီတအနုပညာနဲ့ပတ်သက်ပြီးထူးခြားတဲ့အောင်မြင်မှုအမှတ်လက္ခဏာတော့မတွေ့ခဲ့ရပါဘူးဂီတနဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်မရတဲ့ကံတရားပါလာတဲ့သူဖြစ်တဲ့အတွက်ကြောင့်ရက်တက်နေခဲ့ပါတယ်သူရဲ့အားနည်းချက်ကအသက်လမ်းကိုလာထိနေတဲ့အဖြတ်မြင်ချမ်းတွေပဲဖြစ်ပါတယ်သူရဲ့ဘဝနေထိုင်မှုကမကြာခဏဖျားနာတတ်ပါတယ်သူကလည်းရောက်လေရာမှာလူရှိလူခင်ပေါ်တဲ့သူဖြစ်ပါတယ်သူရဲ့လက်ဝါးပြင်လည်းမှာဂမ်ဘီယာချက်ချီတည်ရှိနေပါတယ် ဒါကတော့သူဟာလူလက်ပိုင်းမှာအခက်အခဲတွေကိုကြုံတွေ့ရတာမျိုးရှိတတ်ပါတယ်။သူ့ရဲ့လက်ကလေးအဝါ၅ရုပ်ကသူ့ကိုလူအများစုကချီးကျူးနေခြင်းကို ပြသပါတယ်။သူ့ရဲ့လက်မှာအပိုလိုဂွင်းပြက်လည်းတည်ရှိနေပါတယ်။ဒါကြောင့်သူဟာသူ့ဘလိုပဲလှုပ်လှုပ်ငွေကြေးကန်တော့မပြတ်တတ်ပါဘူး။သူ့ရဲ့ကန်လန်းအခြေက အသက်လမ်းကြောင်းနဲ့နီးနေပါတယ်။ဒါကတော့မိပါနဲ့နီးနီးနန်းနားမှာပဲနေရတတ်လို့ကန်လန်းအခြေက အသက်လမ်းနဲ့နီးစပ်နေခြင်းပဲဖြစ်ပါတယ်။ ဒီကနေ့လက္ခဏာဘုသူတ္တလေးကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ